โอเคအားလုံးပဲမင်္ဂလာပါဗျာမနေ့ကအတန်းထဲမှာခုနရရဲ့လူမျိုးရေးအကြောင်းနဲ့တင်ရတော့ကစဉ်းစားမိရတခုနေဗီဒီယိုလုပ်လိုက်ရပါဘူးเนาะဆွေးနွေးတာကပြမနာတွေပုံနာတွေဆိုတာကမြစ်စွာဗျာခေတ်ကဆိုရင်တော်တော်ကို မာနာကြီးတဲ့လူမျိုးတွေလည်းပါတယ်ပေါ့เนาะသူတို့ပြမနာလူမျိုးတွေဟာကျန်တဲ့လူမျိုးတွေထက်ပိုတာတယ်ပိုတက်တယ်ပိုကြီးမှကောင်းမွန်တယ်ဆိုတဲ့အယူဆကိုစွဲကန်လက်ခံကျင့်သုံးကြတာ သူတို့တွေဘာဘာကြောင့်ဒီလိုယူဆဟိုလက်ခံကျင့်သုံးရလဲဆိုတာလည်းစဉ်းစားမိတယ်ပေါ့နော်လူမျိုးကြီးဝါဒလို့ပဲဆိုပါလို့ဆိုတော့သူတို့မာနာကြီးရတယ်အဆန်းတော့မဆိုးတော့ပေါ့နော်မြတ်စွာဘုရားခက်မှာလူမျိုးကပြမနာရှိမယ်ခတ္တရာမင်းမျိုးရရှိမယ်ပြီးရင်ဝတ္တကုံတဲ့ရရှိမယ်နောက်တစ်ခုတုဒ္ဒသူစင်းရဲ့သူတို့ရရှိရပေါ့နော် လူအထံစားကအလွှာလေးမျိုးပဲရှိရင်အဲ့လေးမျိုးထဲမှာမှဖြစ်မနာတွေကအယမနာကြီးတယ်။ဒါဟာဘာကြောင့်လဲလို့စဉ်းစားကြည့်ရပါတော့။ဆိုတော့တခုတော့တွေ့ရတယ်။ဒါပါလဲဆိုရင်သူတို့ခိုင်ခိုင်မာမာစွဲကြင်လို့ရတဲ့ဝေဒအသုံးပုံပဲပေါ့နော်။ဝေဒဆိုတာကိုမြန်မာလိုဘာသာပြန်တဲ့နေရာမှာဗေဒင်သုံးပုံဆိုပြီးမှပြန်ရတာရှိရပေါ့နော်။တကယ်တော့ကဗေဒင်သုံးပုံလို့ပြန်လိုက်တဲ့အချိန်မှာဗေဒင်ကြရင်က ရင်ခက်ကဗီဒီယိုညမသိပြီမင်းဒီဘက်ကမှကြာရင်ဗီဒီယိုတော်တော်များများကအလေအညာဘက်ကိုမတိမတာပဲဖြစ်ဖြစ်တိတိတာပဲဖြစ်ရောက်သွားတာလည်းရှိရောကဗီဒီယိုသုံးဖို့တက်ကြွနေလို့ပြောတဲ့အချိန်မှာနည်းနည်းလေးအောင်အောင်သွားတယ်လို့ခံစားရတယ်ပေါ့နော်တကယ်တော့သူတို့ဆွဲကင်နေဝေဒသုံးပုံဆိုတာသူတို့မာနကြီးနေတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်နေတာပေါ့နော်ဆိုချင်တာကကိုယ်ပိုင်အယူဆရှိတယ်ကိုယ်ပိုင်အတွေးခေါ်ရှိတယ်ကိုယ်ပိုင်စာပေရှိတယ် အဲ့လိုရှိတဲ့လူမျိုးတစ်မျိုးဟာကျန်တဲ့လူမျိုးတွေထက်ကျန်တဲ့လူအလွာတွေထက်ပိုပြီးမှမာနကြီးတာပိုပြီးမှတက်တယ်လို့ထင်တာအဆန်းပေါ့နော်အဲ့လိုပဲထင်ပါတယ်ပြီးရင်ဗုဒ္ဓနဲ့စုံတိုင်းစုံတိုင်းဗုဒ္ဓဆိုတာအင်ညာခေတ်ကအကြီးကျယ်အမြင့်မြတ်ဆုံးဉာဏ်ပညာအထက်ဆုံးပုဂ္ဂိုလ်ပဲအဲ့လိုဗုဒ္ဓနဲ့တွေ့ဆုံတဲ့အခါတိုင်းမှာမင်းဖို့နဲ့အများကြီးမေးကြတယ် ဲ့လိုမင်းခွင်းနဲ့အများကြီးမင်းတဲ့ပုံကိုယ်ကြီးကိုရွေးထုတ်မယ်ဆိုရင်တော့မှခက်တီးရတဲ့မင်းရလည်းနေတယ်။ကုံတဲ့ရီမင်းရလည်းနေတယ်။သုံးထားတဲ့မင်းရလည်းနေတယ်။တကယ်တမ်းမြတ်စွာဘုရားနဲ့နင်လားငါလားရေမောင်တမ်းပြီးပြောရတာကိုဆွေးနွေးကြတာဆိုလို့ပြမနာတွေပဲရှိတာပေါ့နော်ပုံနာတွေပဲရှိတာပေါ့သူတို့တွေမိခွန်းညအများဆုံးပဲဒါဟုတ်ကြီးချင်းအပြင်လည်းဟိုမြတ်သူတို့တွေမာနကြီးတာလည်းကြီးတော့တယ်ပေါ့နော်တကယ်ပညာတတ်ပညာရှင် ဉာဏ်ပညာအထက်ဆုံးဘုရားနဲ့တွေ့တဲ့အခါမှာတော့မှကျန်တဲ့လူအလွာတွေတဲ့ဇမနာပုံနာတွေရဲ့မြတ်စွာဘုရားကိုမေခွန်းမောင်မြောင်များစွာမေးကြတယ်ဆွေးနွေးကြတယ်ပြောဆိုကြတယ်ဒါကြည်သောအဖြစ်နဲ့သူတို့ရဲ့ဝေဒသုံးပုံဟာကဲအဘလိုဘလိုပြောမလဲအချင်းမဟုတ်ပေါ့နော်ဝေဒသုံးပုံဟာသူတို့တွေတကယ်လက်တက်ကြမ်းနေပေါ့မြတ်စွာဘုရားနေမိတ်ဆက်တဲ့ခါတိုင်းမှာတချို့ပုံနာတွေကပြောရတယ်ပေါ့နော်အတူတူကဝေစာသုံးပုံမှာတက်ကြွနေဆိုစကလုံးနေပါလာတယ်ပေါ့နော်ဆိုချင်တာကသူတို့လည်းပါသူတို့ရဲ့ အခိုင်အမာရှိတဲ့စာပေနဲ့အခိုင်အမာရှိတဲ့အန်နီယိုလော်ဂျီနဲ့အခိုင်အမာရှိတဲ့စာပေအမှုပညာပေါ်ရက်တည်ထားတဲ့ပုံကိုယ်တွေဖြစ်တဲ့တဲ့မာနာလည်းကြီးကြပါတယ်မာနာလည်းကြီးခဲ့ကြပါတယ်မာနာလည်းကြီးတော့ပြမနာပုံနာတွေဆိုတာဟာတကယ်လည်းခေတ္တတွေမဟုတ်ခဲ့ဘူးဆိုတဲ့အကြောင်းကိုတွေးနေမိရပါဘူး